လောကလူတွေမှာလူငယ်လူရဲ့အတိုင်းအမိုက်ဝိုင်းနေတယ်။ရန်ခါရန်ခါစိတ်ညစ်ဆရာဆိုတာတွေ့လာ။ရန်ခါရန်ခါစိတ်ညစ်ဆရာတွေ့လာတယ်။ရန်ခါရန်ခါပျော်ဆရာတွေတွေ့လာတယ်။ရန်ခါရန်ခါစိတ်ထဲမှာအလိုမကျတာတွေတွေ့လာတယ်။ရန်ပါရန်ခါကျတော့မထိမ့်သိမ့်နိုင်တော့အောင်ဒေါသပေါက်ကွဲလာတာမျိုးတွေတွေ့တတ်တယ်။ ဲ့ဒီလိုစိတ်အချင်းအကျက် emotion တွေညာလာလို့ရှိရင်ထပ်ပေါက်ရှာမရတော့မလုပ်ကြဒီကနေ့ခေတ်အချို့ပုံကိုယ်တွေကစိတ်ကိုဖြစ်စည်းမှုတွေကိုထပ်ပေါက်ရှာတဲ့အနေနဲ့ဘုရားစေဝါတွေအသုံးပြုကြတယ် အရက်သေးစားတွေတောက်စားကြတယ်အဲ့ဒီနည်းနဲ့ထွက်ပေါက်ရှာလိုက်ကြတယ်ဆိုလိုတာကပြဿနာစိတ်ထဲမှာဖြစ်လာရင်ထိုပြဿနာကိုမေ့ပြစ်ဖို့ကြိုးစားမေ့ပြစ်ဖို့ကြိုးစားတဲ့နေရာမှာအာယုတခုနဲ့လွှဲဖယ်ပြီးတော့အစားထိုးပြီးတော့တကယ်ဖြစ်စည်းနေတာကိုဖယ်ရှားပြစ်ဖို့မကြိုးစားပဲနဲ့ ိတ်ကိုခိတ္တခဏမေ့သွားအောင်တခြားနိလန်းနေနဲ့ထပ်ပေါက်ရှာရအဲ့ဒီထပ်ပေါက်ဟာတကယ်အစစ်အမှန်ထပ်ပေါက်မဟုတ်သည့်အတွက်ကြောင့်ဒီထဲမှာပဲပြန်ဝဲလည်လာတကယ်ငြိမ်းချမ်းတဲ့အပြင်ကို မရောက်မသွားပဲနဲ့အတွင်းထဲမှာတဝဲလည်လည်နဲ့ထပ်ပေါက်ရှာရင် ရှာရင်နဲ့ဒုက္ခရောက်သွားကြတယ် အကျဉ်းချက်တွေပုံများလာယတနာတစ်ခုကနေနှစ်ခုဖြစ်လာတယ်နှစ်ခုကနေသုံးခုဖြစ်လာတယ်ဒီကနေ့ထပ်ပေါက်ကိုမှန်မှန်ကန်ကန်ထပ်ပေါက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပဲပြဿနာတက်တာတချို့ကပြောကြတယ်မဟုတ်လားလူတယောက် ွမ်းစားတတ်တဲ့အလေးချင်းလုံးလို့ကွမ်းဆွဲသွားတယ်။ကွမ်းဆွဲသွားတာနဲ့ဘာနဲ့ဖြတ်ရမလဲလို့စဉ်းစားထွက်ပေါက်ရှာတာပဲဒါ။ကွမ်းကမဖြတ်နိုင်ဘူးမဖြတ်နိုင်တဲ့အတွက်ကြောင့်ဘာနဲ့အစာထိုးလို့ဆိုဆေးလိတ်နဲ့အစာထိုး။ကွမ်းစားတာပြတ်ချင်လို့ဆေးလိတ်နဲ့အစာထိုးတဲ့အခါကျတော့ကွမ်းလည်းဖြတ်လို့မရဘူးနောက်ထပ်ဆေးလိတ်ဆွဲတာတစ်ခုထပ်ပေါ်လာ